မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်မှာအမ်းမြို့နယ်ကနေထွက်ပြေးလာတဲ့စစ်သား7ဦးကိုလက်နက်ခဲယမ်းများနဲ့အတူထပ်မံဖမ်းဆီးရရှိခဲ့ပြီးတော့စစ်ကား9စီးကိုကြားဖြတ်တိုက်ခတ်ရာစစ်သား2ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ3ရက်နေ့နဲ့4ရက်နေ့တွေမှာမကွေးတိုင်းငဖဲမြို့နယ်နဲ့ရခိုင်ပြည်နယ်အမ်းမြို့နယ်ကြားရခိုင်ရိုးမပေါ်မှာရှိတဲ့ဂုံစီးရိုးကျေးရွာအနီးမှာ အမ်းမြို့နယ်စင်ခုံတိုင်ကျေးရွာနယ်တောင်ဆောက်ကျေးရွာတို့အနီးမှာရှိတဲ့စစ်တပ်စခန်းတွေကနေထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၁၁ဦးကိုလက်နက်ငယ်၉လက်ခဲယံစစ်တုံးဆောင်ပစ္စည်းများနဲ့အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မကွေးတိုင်းငဖဲမြို့နယ်နဲ့ရခိုင်ပြည်နယ်အမ်းမြို့နယ်ကြားရခိုင်ရိုးမှဂျောပေါ်မှာပဲအဲ့ဒီမှာရှိတဲ့ဂုံစီယိုကျေးရွာရဲ့အနီးတစ်ဝိုက်မှာဖမ်းဆီးရရှိခဲ့တာပါ။ပြစ်ခတ်ဖမ်းဆီးရတာမျိုးတော့မဟုတ်ပါဘူး။မကွေးတိုင်းနယ်ဘက်ကိုရောက်လာတဲ့အချိန်မှာကျွန်တော်တို့ကြိုတင်နေရာယူထားတဲ့နေရာကနေလက်နက်ချဖို့တားဆီးရတဲ့အဆင့်ပဲရှိပါတယ် ပြစ်ခတ်ဖမ်းဆီးရတာမျိုးတော့မရှိပါဘူးလက်ရှိမှာတော့တရက်နှစ်ရက်ပဲရှိသေးတော့လုံခြုံအောင်လို့စိတ်ချရတဲ့ကျွန်တော်တို့စခန်းတွေကိုပဲခေါ်ယူပြီးတော့စစ်ဆေးမေးမြန်းနေသေးဖြစ်ပါတယ်အရေးယူဖို့အပိုင်းကတော့ပြောဖို့ခက်နေပါသေးတယ်ဖမ်းဆီးထိန်သိမ်း psycho test တွေခဏခဏလုပ်ပြီးတော့မှစိတ်ပိုင်းဆိုင်ရာတွေကိုပြန်လည်တည်ငြိမ်အောင်ပဲချုံနောက်ထားရတဲ့အခြေအနေမျိုးရှိပါသေးတယ်ဖဆိုချက်တွေကလည်းမှန်ကန်တယ်လို့ယူဆလို့မရသေးတယ်လို့သူတို့ကျွလွန်ခဲ့တဲ့ပြစ်မှုတွေကလည်းဘလို့ပြစ်မှုတွေလဲဆိုတာကိုအတီးပြုတ်ဖို့ခက်ခဲနေတဲ့ကာလဖြစ်ပါတယ်အဲ့ဒီတော့ အပြစ်ပေးအေးအေးယူမှုတွေလက်တလောတော့မလုံနိုင်သေးပါဘူးဖမ်းဆီးထိန်းသိမ်းထားတယ်စစ်ဆေးမေးမြန်းနေစေကာလာပဲဖြစ်ပါသေးတယ်လို့ Chain Defense Force အရှိုတပ်ဖွဲ့ကစလိုင်းယိုးချင်းကပြောဆိုထားပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီကရှေ့တန်းစစ်ကြောင်းများကိုဥဆောင်နေတဲ့အရာရှိများကလည်းကိုလိုရုံးပြီးတော့ထွက်ပြေးနေကြတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့တိုင်ရင်တပ်ဖွဲ့အသီးသီးမှာတာဝန်ထမ်းဆောင်နေကြတဲ့စစ်သားများအနေနဲ့ခြေဥတက်ရာတွေကိုထွက်ပြေးခြင်းမျိုးမပြုလုပ်ကြပဲတော်လိုင်းတပ်ဖွဲ့များနဲ့ချိတ်ဆက်ပြီးတော့တော့၎င်း နီးဆိုင်ရာတော်လိုင်းတပ်ဖွဲ့အများထံကိုတွားရောက်ပြီးတော့သော၎င်းအတားတကြီးအလင်းဝင်ကြရန်တိုက်တွန်းထားပါတယ်။လက်ရှိရှေ့တန်းစစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကြောမှုတွေတပ်မှုတွေကိုယ်တိုင်ကမိမိရဲ့ရဲဘော်တွေကိုရဲဘော်ရဲဘက်စိတ်အပြည့်အဝနဲ့ကူညီတာမျိုး၊ရိုင်းမင်းတာမျိုးအတူတကွထွက်ပြေးဖို့ဆိုပြီးတော့လုံဆောင်ကြတာမျိုးမလုပ်ဘဲနဲ့ကိုလိုယုံပြီးတော့ထွက်ပြေးတာတွေကိုလည်းမျက်မြင်ကြုံတွေ့နေရတာမျိုးဖြစ်တဲ့အတွက်ဒါတွေကိုချင့်ချိန်သုံးသပ်ပြီးတော့ မိမိရဲ့အသက်ရှင်ရပ်တည်နိုင်ဖို့နဲ့ပြီးတော့ဖန်ဆီးရရှိတဲ့တုံမှန်းတွေခဏခဏဖြေးချမှုအရာနိုင်ငံသားကိုထွက်ပြီးတော့လုံလောက်ကြမယ်ဆိုတဲ့ဒူရီရဲ့နိုင်ငံပြင်ပကိုထွက်ပြေးခြင်းနဲ့ဒူရီအနေနဲ့တော့တော်လိုင်းတပ်ဖွဲ့ရေးစီကိုပဲပူးပေါင်းပြီးတော့အလင်းဝင်ကြပါလို့ပြောချင်ပါတယ်စစ်တပ်ထဲမှာဝါရဖြန့်ထားတဲ့တရင်အမားတွေဖြစ်တဲ့တော်လိုင်းတပ်တွေနဲ့မင်းတို့တွေ့ရင် တွေ့တဲ့နေရာမှာအဲ့ဒီကောင်တွေကမင်းတို့ကိုပြက်တက်မှာဆိုတာတွေဟာလဲမဟုတ်ဘူးဆိုတဲ့အကြောင်းအချိန်နေနဲ့လောက်ရက်တွေနဲ့တွဲဆုံမှုတွေနဲ့လဲတက်တည်ပြခဲ့ပြီးပြီဖြစ်တဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေအပေါ်ကိုစီစစ်ပြီးတော့ယုံကြည်မှုထားပြီး အလင်းဝင်ကြဖို့ကိုဖိတ်ခေါ်ကြပါတယ်လို့စလိုင်းယိုရှင်းကဆက်လက်ပြောဆိုထားပါတယ်ဒါအပြင်မဂွေတိုင်ငဖဲမြို့နယ်ညောင်ကိုင်းကျေးရွာအနီးမှာစစ်ကားနှစ်စီးကိုလဲဂျားဖြတ်တိုက်ခတ်ရာစစ်သားတအုပ်တွေဆုံးသွားတယ်လို့သိရပါတယ်ဇန်နဝါရီလ3ရက်နေ့မနေ့9နာရီခွဲအချိန်ကကာကွယ်ပစ္စည်းစက်ရုံက စေတုဒ္ဒရာမြို့နယ်ဘက်ကိုဗရန်ငဖယ်စေတုဒ္ဒရာကားလမ်းအတိုင်းထွက်ခွာလာတဲ့စစ်အင်အား90ခန့်ပါတဲ့စစ်ကား2စီးကိုငဖယ်မြို့နယ်ညောင်ကိုင်းကြီးရွာအနီးအရောက်မှာကြားဖြတ်တိုက်ခတ်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးတော့စစ်သားတအုပ်တိတ်ဆုံးက6ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကိုမင်းမှုခေအမှတ်ရတိုင်းရင်ငဖယ်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပတ်ကဖနဲ့ချင်း Defense Force အရှိုးတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြို့သာစစ်မှုဆောင်ကနေအနောက်ဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ3ရက်နေ့နေ့လယ်2:20မိနစ်ခန့်မှာ မြို့သားစစ်မှုဆောင်ကနေပြီးတော့အင်အား80ဝန်းကျင်နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုစစ်မှုဆောင်အနောက်ဘက်တံပိုးကြီးပါမြောက်ဘက်အမြန်လမ်းဘေးအရောက်မှာတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲပြီးတော့မြေပြင်ကနေလဲဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာနိုင်ဝက်ခန့်ချမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထက်မနည်းထိခိုက်သေးဆုံးခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမြို့သားစစ်မှုဆောင်ဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။စစ်ခွေးတည်တဲ့စီးရင်တော့အတိအကျမသိရသေးပါဘူး။အနည်းဆုံးစစ်ခွေး9កောင်လောက်ထိခိုက်သေးဆုံး ုံးမှုရှိတယ်လို့တိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တွေရဲ့ပြောပြချက်အရသိရပါတယ်။ဒဏ်ရာရတဲ့စစ်ရင်နဲ့တေတဲ့စစ်ရင်ကိုတော့ခွဲပြီးမသိရသေးတာပါ။တိုက်ပွဲအတွင်းမှာဘုံပြီးပါတဲ့ drone ပြတ်ကြလို့ဆုံးရှုံးခဲ့တာတွေရှိပါတယ်။ ရဲဘော်တွေကတော့ဘာမှမဖြစ်ခဲ့ပါဘူးငန်းစုံအနေနဲ့ကခြေရွာတွေကိုပြည်သူတွေကိုပိတ်မှတ်ထားတဲ့လေကြောင်းတိုက်ခတ်မှုများနဲ့စစ်ခွေးများကြောင့်ပြည်သူတွေအနေနဲ့သတိရှိစွာနေထိုင်ပေးကြဖို့ကိုတိုက်တွန်းချင်ပါတယ်လို့ TGYR Youth Guerrilla Counter Evolution NZ ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကို TGYR Youth Guerrilla Counter Revolution NZ ်မြင်းကြံခရိုင်အမှတ်9တက်ရင်ငန်းစုံမြို့နယ်ဘက်ကပါမန္တလေးခရိုင်အမှတ်9တက်ရင်မြင်းကြံခရိုင်အမှတ်6တက်ရင်နဲ့925ပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးတိုင်းနတ်တလင်းမြို့နယ်မှာ PDF ရဲဘော်များရဲ့သတင်းများကိုလိုက်လံစုံစမ်းနေတဲ့ပြူစောတိလင်မယားကိုပြစ်ခတ်တိုက်ခိုက်ရာနှစ်ဦးစလုံးပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇန်နဝါရီလ2ရက်နေ့ည9:00နာရီခန့်မှာနတ်တလင်းမြို့နယ်မရင်းကျေးရွာမှာနေထိုင်တဲ့ပြူစောတိစောထုနယ်မခိုင်တို့ကိုတရင်33ညတဲ့တက်ခွဲလေးဗမာ Revolution Army BRA နဲ့တက်ခွဲနဲ့ Phoenix DF ကရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါဗျ။အဲ့ဒီပြူစောတိလင်မယားဟာအကြမ်းဖက်စစ်ကောင်စီထံကိုသတင်းပေးပို့ခြင်း PDF တပ်ဖွဲ့များရဲ့သတင်းအချက်အလက်များကိုစုံစမ်းခြင်းနဲ့ PDF တပ်ဖွဲ့အတွင်းကိုဝင်ရောက်လာတဲ့လူငယ်၄ဦးကိုပြေမုံရွာပြူစောတိများထံကိုဖုံးဆက်ပြီးတော့ဖမ်းဆီးခိုင်းပြီးညှဉ်းပန်းနှိပ်စက်ခြင်းတို့ ကြောင့်တော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ပြူစောတိလင်မယားကရိုးမအဆက်မှာရာလုတ်ပါတယ်။ PDF ထဲကိုဝင်ဖို့လာတဲ့လူငယ်၄ဦးကသူတို့ຢာထဲမှာရေဝင်တောက်တာကို PDF ထဲသွားမယ်ဆိုတာကိုသိသွားပြီးတော့ပြေမုံရွာကပြူစောထီတွေကိုဖုံးဆက်ပြီးတော့ဖမ်းခိုင်းပါတယ်။နောက်ပြီးတော့တော်လိုင်းတက်ဖွဲ့ဝင်တွေရဲ့သတင်းတွေကိုလည်းစုံစမ်းပြီးတော့အကြမ်းဖက်စစ်တပ်ကိုသတင်းပေးနေလို့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလို့ Burma Revolution Army BRA တပ်ခွဲမှုဗိုလ်လက်ရာကပြောဆိုထားပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်အနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့၎င်းတို့ရဲ့တောက်တိုင်များကိုအလင်းသိရင်သိတယ်လို့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့နဲ့နီးကပ်စွာနေထိုင်ခြင်းမျိုးမပြုကြရန် ဗမာ Revolution Army ကအတိပေးပြောဆိုထားပါတယ်အလားတူပဲပဲခူးတန်းမင်းလာမြို့နယ်ကန့်ကော်ပင်ရွာမှာအကြမ်းဖက်စစ်တပ်တရင်ပေးဥရွှေကိုပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိတ်ဆုံးသွားကြောင်းမင်းလာမျိုးနဲ့ပြည်သူ့ကာကွယ်အဖွဲ့ကတောင်ရှိသူတို့ကပြောကြားထားပါတယ်ဇန်နဝါရီလ3ရက်နေ့မနက်7:00နာရီကမှမင်းလာမျိုးနဲ့ဂန်ကော်ပင်ရွာကနေစိုက်ကဲစီးလာတဲ့အကြမ်းဆက်တဲ့သတင်းပေးဥရွှေဟာဗိုလ်တထောင်ရွာအနီးလမ်းမိုက်တနေရာအရောက်မှာမင်းလာမျိုးနဲ့ပြည်သူ့ကာကွယ်အဖွဲ့ကတော်လိုင်းရဲဘော်များကိုဖမ်းဆီးရန်ဓာတ်ပုံရိုက်ပြီးတော့ စစ်တပ်ထံကိုဖုံးဆက်ပြီးတော့တရင်ပေးနေတဲ့အချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးကောင်းကိုတနက်ကြီးစားနှစ်ချက်ထိမှန်ပြီးတော့နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။တိတ်ဆုံသွားတဲ့ဥွှေစီကနေပြီးတော့အကြမ်းမစစ်တပ်နဲ့ဆက်သွယ်ပြောဆိုထားတဲ့အချက်လက်များပါဝင်တဲ့ဖုန်းတစ်လုံးနဲ့ဆိုင်ကယ်တစ်စီးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ဥွှေဟာတော်လိုင်းတပ်ဖွဲ့များရဲ့တရင်များကိုလိုက်လံစုံစမ်းထောက်လန်းနေတဲ့အတွက်စစ်တပ်ထံကိုတရင်ပေးဖို့နေသူဖြစ်ပြီးစစ်ကောင်စီတပ်သားများနဲ့လည်းမကြာခဏတွေ့ဆုံခြင်းများလည်းရှိပြီးတော့တော်လိုင်းရဲဘော်များကိုအန်ဒီရဲ့ပြုတ်လာတဲ့အတွက်တိုက်ခိုက်ခဲ့ရကြောင်းသိရှိရပါတယ်။ ဥရွှေတေဆုံးပြီးတဲ့နောက်မှာဇန်နဝါရီလ၄ရက်နေ့ညနေပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကကန့်ကောပင်ရွာနဲ့ဘိုးတထောင်ရွာကိုဝင်ရောက်စီးနှင်းပြီးတော့လမ်းသွားလမ်းလာပြည်သူ၉ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။၄ရက်နေ့ညနေပိုင်းကဥရွှေအသက်ခံရတဲ့ဘိုးတထောင်ရွာကိုစစ်ခွေးတွေရောက်လာပြီးတော့မီးရှို့မယ်လို့ချိန်ချောက်နေတယ်။နောက်ပြီးတော့လမ်းသွားလမ်းလာပြည်သူ၉ယောက်ကိုလည်းစစ်ခွေးတွေဖမ်းသွားတယ်။ ဥရွှေတတ်ခံရတဲ့ကိစ္စကိုစစ်ခွေးတွေကမကျေနပ်ကြဘူးသူတို့ကိုအဓိကကူညီပေးနေတဲ့သူမဟုတ်လို့စစ်ကားတွေနဲ့ရောက်လာပြီးတော့ကိုတောင်းကျမ်းနေတာလို့ဒေတာတွင်သတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရန်ကုန်မန္တလေးအမှတ်နဲ့လမ်းဟောင်းမှာရှိတဲ့ကိုပြင် EPC ရုံးမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခတ်ရာစစ်တပ်ဘက်က6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇန်နဝါရီလ၄ရက်နေ့ည၇နာရီခန့်မှာရန်ကုန်မန္တလေးအမှတ်နဲ့လမ်းဟောင်းရန်ကုန်တောင်တွင်းကြီးလမ်းပိုင်းမှာရှိတဲ့စင်မောင်ဝဲမြို့နယ်ကိုပင် EPC ရုံးမှာအထိုင်ချတပ်ဆွဲထားပြီးတော့မော်တော်ကားများကိုဂိတ်ဖွင့်ပြီးတော့ဆက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၁၀ဦးခန့်ကိုတော်လိုင်းတပ်ဖွဲ့များကဝေးရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၆ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပုံနာဝရီပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF PNWD တရက်ခရိုင်အမှတ်၅တိုက်ရင်ဗိတ္တနိုးပြည်သူ့ကာကွယ်တပ်ဖွဲ့တောင်တွင်းကြီးနေပြည်တော်စစ်တမ်းတိုက်ရင်အမှတ်၉၀၀နှစ်တောင်တွင်းကြီးတပ်ခွဲမကွေးပြောက်ကြားတပ်ဖွဲ့မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းသကိုင်းမြို့နယ်မြင်းဆယ်ရွာကို အကြမ်းဖက်ဆက်တက်ကလေရင်ပေါ်ကနေပြီးတော့ဆက်တက်လေးထီးများနဲ့ဘုံအလုံးကြီး40ကျဲချတိုက်ခိုက်ခဲ့ရာပြည်သူ၃ဦးသေဆုံးပြီးနေအိမ်အလုံး20ကပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ3ရက်နေ့ည10:55မိနစ်ခန့်မှာမြင်းဆယ်ကျဲရွာကိုအကြမ်းဖက်ဆက်တက်က Jet Fighter 112ဆက်တက်လေးထီးများနဲ့ ဘုံအလုံးကြီး40ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ၃ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိကာ90ကောင်သေဆုံးသွားပြီးတော့လူနေအိမ်အလုံး20နဲ့ဖုန်ကြီးကျောင်းဆောင်တစ်ခုလည်းပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်အလားတူပဲ2024ခုနှစ်နိုဝင်ဘာလ20ရက်နေ့ကလည်းမြင်းဆယ်ရွာကိုအချမ်းပါဆက်တက်ကလေရင်နဲ့ဘုံဒီများကျဲချတိုက်ခိုက်ခဲ့ပြီးတော့၎င်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲစာတင်ကျောင်းဖုန်ကြီးကျောင်းနဲ့လူနေအိမ်တချို့တော့ပျက်စီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်း၊ပဲခူးတိုင်းနဲ့မန္တလေးတိုင်းတို့မှာအကြမ်းဖက်စစ်ကောင်စီကခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးများကပြည်သူများထံကနေပြီးတော့စစ်မှုထမ်းခြင်းများကိုငွေညှင်းမှုများဇက်တိုက်လှုပ်ဆောင်နေပြီးတော့စစ်တပ်ကိုခေါ်ပြီးတော့ဖမ်းဆိုင်မယ်ဆိုပြီးချိန်ချောက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ရန်ကုန်တိုင်း၊ဒဂုံစိတ်ကမ်းမြို့နယ်83ရပ်ကွက်အုပ်ချုပ်ရေးမှူးလှရီရာအိမ်မှုလွင်ပေါင်ပေါင်နဲ့သူ့ရဲ့မိန်းမဖြစ်သူမွန်မားတို့ကအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပူးပေါင်းပြီးတော့လှစဉ်စစ်မှုထမ်းခြင်း ်3000လိုက်လံကောက်ခံနေတယ်လို့သိရပါတယ်ဒါအပြင်လှရီနဲ့လွင်မောင်မောင်တို့ကညပိုင်းအချိန်ဒီမှာမြန်နန္ဒလမ်းမကြီးပေါ်မှာရှိတဲ့မောင်ကြိုင်ရဲ့လက်ဖေးဆိုင်ရှိမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းတွေကိုလည်းလှုံ့ဆော်ပေးနေတယ်လို့သိရပါတယ်83ရက်ကွက်မှာအုတ်ချုပ်ရင်မူလှကြီးရာအိမ်မူလွင်မောင်မောင်နဲ့သူ့မိန်းမမွန်မဆိုတဲ့သူတွေကစစ်တပ်နဲ့ပေါင်းပြီးတော့တလတစ်ခါ ပတ်စံ3000လိုက်တောင်းနေပါတယ်အဲ့ဒီလိုပတ်စံအများရန်ကောက်တာတောင်မှမဲနိုင်ပြီးတော့ဆက်ထဲဝင်ရမယ်ဆိုပြီးအခုထပ်ပြောနေတယ်နောက်ပြီးတော့သူတို့ကမြန်နန္ဒလမ်းမကြီးပေါ်ကမောင်းကြိုင်လဖေးဆိုင်ရှိမှလဲ လူငယ်တွေကိုစစ်ခွဲတွေစီကိုပို့နေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အလားတူပဲရွှေပြည်သားမျိုးနယ်14ရက်ကပန်းချံ20လမ်းနဲ့22လမ်းမှာယာယီမှုတိမ့်လွင်ဥဆောင်တဲ့လူမိုက်အဖွဲ့ကရက်ကွက်ကင်းမိုးနဲ့စစ်မှုထမ်းကြီးဆိုပြီးတော့နေအိမ်များနဲ့အဆောင်နေစီကနေပြီးတော့လဆင်တောင်းနဲ့ချီပြီးတော့ကောက်ခံနေတယ်လို့သိရပါတယ်။အဲ့ဒီတောင်းခံတဲ့ငွေကြေးတွေကိုအသာတကြီးမပေးသူများနဲ့မကျေနပ်ဘူးဆိုတဲ့သူတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုခေါ်ပြီးတော့ဖမ်းလိုက်မယ်လို့ချိန်ချောက်နေတယ်လို့သိရပါတယ်။ ချွေးပြည်သားမြို့နယ်14ရက်ကပန်းချံ20လမ်းနဲ့20တလမ်းမှာယာအိမ်မှုတိမ့်ဝင်ဥဆောင်တဲ့လူမိုက်အဖွဲ့ကပန်းချံနေပြည်သူတွေကိုကင်းဘိုးပတ်စံတွေကိုလည်းမတော်မတရားကောက်ခံနေပါတယ်။နောက်ပြီးတော့စစ်မှုထမ်းကြေးဆိုပြီးတော့လည်းပတ်စံတွေကိုလိုက်ကောက်နေပါတယ်။ရက်ကွက်နေပြည်သူတွေကသူမတရားလုပ်သမျှကိုမကျေနပ်လို့ပြန်ပြောရင်လဲစစ်တပ်ကိုဖုံးဆက်လိုက်ရမလားဆိုပြီးတော့ချိန်ချောက်ပါတယ်။သူ့မိသားစုဝင်တွေကလည်းသူ့ရဲ့အရှိန်အဝါအားကိုးနဲ့ပြည်သူတွေအပေါ်ကိုမမှန်ရန်ရန်ဆက်ဆံပါတယ်။ သူတို့တွေကပါမကျေနပ်တဲ့သူရှိရင်စစ်တပ်ကိုဖုံးဆက်လိုက်မယ်ဆိုပြီးတော့အမျိုးမျိုးလူဘာဝနေကြပါတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်။ဘကိုးတိုင်းနတ်တလင်းမြို့နယ်မြို့ချံရွာမှာလည်းအကြမ်းစစ်တပ်ခံထားတဲ့အုပ်ချုပ်ရေးအဖွဲ့ကပြည်သူများထံကနေပြီးတော့လစဉ်3000လိုက်လံကောက်ခံနေတယ်လို့ဒေသခံများကပြောပါတယ်။မြို့ချံရွာအုပ်ချုပ်ရေးမှူးခင်မောင်မြင့်အတွင်းရေးမှူးအောင်မင်းနဲ့ယာယီမှူးဖိုးလုံးနဲ့ဝင်းသိန်းတို့ကဥဆောင်ပြီးတော့ ခြေွာအတွင်းမှာလာစဉ်စစ်မှုထမ်းခြေလိုက်လံကောက်ခံနေခြင်းဖြစ်ပြီးတော့ပတ်ဆံမပေးနိုင်တဲ့ဒူတွေကိုစစ်တပ်ကိုခေါ်ပြီးတော့ဖမ်းခိုင်းမယ်ဆိုပြီးချင်းချောင်းနေတယ်လို့သိရပါတယ်။မန္တလေးတိုင်းစိတ်ငိုင်မြို့နယ်မှာရှိတဲ့ခြေွာများမှာလည်းအုတ်ချုပ်ရေးမှုများကအကြမ်းဖက်စစ်တပ်ကိုစစ်မှုထမ်းခြေလာစဉ်ငွေကျပ်65ဒိန်ပေးရမယ်ဆိုပြီးတော့ပြည်သူများထံကနေပြီးတော့လာစဉ်ငွေကျပ်2000ကျွဲစီလိုက်လံကောက်ခံနေတယ်လို့ဒေသခံပြည်သူများကပြောပါတယ်။ စင်ကန်မြို့နယ်ကကြေးရွာတွေမှာလူငယ်တွေကိုစစ်မှုထမ်းဖို့ဆိုပြီးတော့ပေါ်တာဆွဲဖမ်းဆီးမှုတွေများနေပါတယ်ပေါ်တာအဆွဲမခံခြင်းရင်ကြေးရွာတရွာကို65သိန်းပေးရမယ်ပြောလို့ကြေးရွာအုပ်ချုပ်ရေးမှုတွေကလိုက်ပြောပြီးရွာတိုင်းလူလူမှာတအိမ်ကိုငွေကျပ်2000ခွဲစီလိုက်လံကောက်ခံနေတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးပျော်ရွှင်ရတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ